တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ20ရက်နေ့ကနေ30ရက်နေ့အတွင်းကာလဟာကောင်းသောကံပြောင်းလဲတဲ့တိုးတက်မှုကြီးရရှိမယ်ရှင်မန်းချက်စစ်တွေကောက်ထည့်ဖို့နိုင်တယ်ပေါ်ပေါက်လာတဲ့ခွင့်ရေးစစ်တွေနဲ့ဘဝတည်လမ်းမှုကိုရရရှိနိုင်တယ်ဝင်းကျင်စစ်လမ်းကြောင်းစစ်တွေကိုစွန်စမ်းလုပ်ကံရမှထူးခြားစွာအကျိုးဆက်ရရှိမယ်နေနေရအလုပ်နေရပြောင်းရွှေ့ပြောင်းလဲတွေဖြစ်နိုင်ကိုအတွက် ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမဲ့နေထိုင်တဲ့ကောင်းတဲ့ခြေနေတွေလုံးဝပုံထွန်းနေတဲ့သဘာဝကိုရည်ညွှန်းချက်ပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ နစနေနေရာကိုအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။လိုရာပြည့်စုံနိုင်တယ်။နစက်သောရနေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်။ပြတ်နေတဲ့ဆက်သွေးတွေနဲ့ပြန်လဲချိတ်ဆက်နိုင်တယ်။နစက်၄ရက်နေ့မှာဝေးကြီးကဏ္ဍလုပ်ငန်းကဏ္ဍတွေပြောဆိုဆောင်ရွက်သမျှအောင်မြင်ခြင်းတိုးတက်ခြင်းကိုရနိုင်တယ်။နစက်၅ရက်နေ့မှာလုပ်ဖို့ကိစ္စတွေကြုံမယ်။ရန်တိုက်ခနေနဲ့ရှင်းပြီးလုပ်ရမယ်။နစက်၆ရက်နေ့မှာတော့ စေတနာဝေဒနာဖြစ်တတ်တယ်သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်စိတ်ရှိရမယ်29ရက်နေ့မှာတော့အညာဆိုးတွေအကုန်လုံးပြေလည်သွားပြီးတော့စေချမ်းသာခြင်းနဲ့အဆင်ပြေခြင်းကိုကြုံတွေ့နိုင်တယ်28ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်ငွေလိန်ခံရတတ်တယ်ငွေချင်းရဆုံးတတ်တယ်29ရက်နေ့မှာလက်ဖွင့်ခြင်းကံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိမယ်အဲ့ဒီနေ့မှာခေါင်းစေးခေါင်းချော်ပြရင်လည်းကောင်းသောကျိုးဆက်ရရှိမယ်30ရက်နေ့မှာတော့ရန်တိုက်ခံနေတဲ့ ရှင်းပြီးလုပ်ရမယ်အတိုက်ခံများမယ်30တရက်နေ့မှာတော့ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတော့အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြောင်းမယ်တနင်္လာနေ့ငံနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်၁၅၆ဂဏန်းနေ့ကျိုးပေးတယ်အဝါရောင်လေးမောင်ရောင်ရွှေအိုရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်နိုင်တယ်အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လို့ပြီး လောရာဆုတောင်းမှာဆုတောင်းပြပါလိမ့်မယ်ဂျေစုတက်ပါတယ်